တဲ့ဒီနဲ့ Adobe PageMaker 7.0ဒီမှာလေ့လာရမယ့်တင်ဆက်တာကတော့ column အကြောင်းပဲပြောပါမယ်။ column အကြောင်းကိုလေ့လာမှာပေါ့နော်။ column ဆိုတာကျွန်တော်ရေစာပိုက်တွေဖွင့်ရခါမှာအသုံးပြုရအောင်အသုံးတစ်ပိုက်နှစ်ပိုက်သုံးပိုက်ပေါ့နော်။အဲ့ဒီမျိုးဖွင့်ပြီးတော့အလုပ်လုပ်တာကို column ခွဲတယ်လို့ခေါ်ပါရဲ့။ဒါကတော့ automatic column ခွဲမယ်ဆိုရင်ကျွန်တော်ရေ ဒီကောင်ဘုံလုံးကိုဆက်လက်ပစ်ထားမှာပစ်ထားမှာဖြစ်ပါတယ်ပြီးရင်တော့ layout ထည့်က column guide column guides ဆိုတာဖြစ်ပါတယ် column guides နော်ဒီ column guides ထည့်မှာကျွန်တော်တို့ကနေတော့ number of column ဆိုတာရှိပါတယ် number of column column ဘယ်နှခုယူမလဲပေါ့နော် column က3ခုယူမယ်3ခုယူမယ် adjust layout just layout layout ကို adjust လုပ်မယ်ဆိုရင်အမှန်ရှိရှိပြထားမယ်ပေါ့နော် space between column တစ်ခုနဲ့တစ်ခုကြားထဲမှာဒီလောက်ထားမယ်ပေါ့နော်ကဲဆိုရင်ဆိုရောက်ပါတော့ဒီလောက်ပေါ့နော်ပြပြရင် okay ဖြစ်လာလက်စံ column ဘယ်လိုဖြစ်တော့လဲဆိုတော့လေးခု3ခုဖြစ်တော့တယ်ဒီနှစ်3 column 3ခုဖြစ်တော့တယ်ဒီမှာတော့ကြည့်လိုက်တဲ့အခါမှာဒီမှာအနီရောင်လေးပုံမြင်ရမှာဖြစ်ပါတယ်ဒီ server တစ်ပိုက်ကိုကျွန်တော်တို့က select ပြလိုက်တယ် ဲ့ဆလမ်မှာအနီရောင်လေးတစ်ခုကနေရအဲ့အနီရောင်လေးကိုတရှမ်းပြင်လိုက်တဲ့ခါမှာဒီလိုမျိုးပေါ်လာမယ်ဒီအဲဗျာဒီနေရာလေးမှာကလေးချက်ချတယ်ဒီလိုမျိုးပေါ်လာမယ်ပြီးရင်နောက်ထပ်အနီရောင်လေးဟာမပြီးသေးဘူးပေါ့နော်ပြောတယ်အဲ့အနီရောင်လေးကိုတရှမ်းပြင်လိုက်မယ်ပြီးရင်ဒီကောင်လေးကိုအပေါ်တက်လိုက်မယ်ရောက်ဒီနားလေးမှာချပါမယ်တစ်ချက်ကလေးချင်းချက်ဒါကျန်3ဘိုက်ကွဲတော့ပါနော် ဒီဘိုင်းနဲ့ဒီဘိုင်းအကောဝင်ရဘယ်လောက်ယူထားလဲဆိုတော့ကျွန်တော်တို့ column column guys team မှာဒီလောက်ယူထားတယ်ဆိုတော့ရပါတော့ file လောက်ထားတယ် okay နဲ့ data ဆိုရင်အဲဒီ lemma 1ပြီးတော့ခြားတော့နော်ဒီ lemma 1မခြားရင်ဘူးကွာ layout ရာ column column guys team မှာဆိုတော့1 2လောက်ပဲ1လောက်ပဲထားမယ်လားဒါ1 1နော်ဒါဆိုရင်အခုကျွန်တော်တို့ ကော်လမ်ဂိုက်တစ်ခုနဲ့တစ်ခုကိုဒီကခြာပေးတော့တာဖြစ်ပါတယ်။ဒါကြောင့်တော့ဒီခုမှာကော်လမ် device တွေလုံးရှင်နေရှင်ဒီတန်းယူလို့ရတယ်။ဒီကောင်ကလုံးဝ select ပေးလိုက်ပါနော်။ဒီမှာလည်းတော့ဘာမှမဖြစ်ဘူး။ဘာမှလည်းပြောင်းပြန်မရဘူး။ဘာမှလည်းပြောင်းပြန်မရဘူး။ ဒီကောင်တော့ regulator ကိုခံနေယူပြီးတော့လည်းအဲတော့လည်းဒီကောင်ကဆူဆင်းလို့ရအဲ့တိုင်းမဟုတ်ဘူးနဲ့ can do လို့ပါတယ်တော့ပြောဒီကောင်လည်းဟုတ်အဲဒါကောင်အဲဒါကောင်အဲဒါကောင်ကျတော့ရှင်ဒီက

ကလေးတစ်ချက်ထောက်လိုက်မယ်သူကဒီမှာအဲဒီဒီတူလေးနဲ့ပေါ့နော်အင်းနော်အဲ့တူလေးနဲ့ကျတော့တစ်ချက်ပြည့်တယ်ဒီမှာတစ်ချက်ပြည့်လိုက်တဲ့ခါမှာကျတော့အပေါင်းမရှိဘူးနော်ဒီကောင်တစ်ချက်ပြည့်လိုက်တဲ့ခါမှာကျတော့ထောက်ခံအပတေးဆိုတာအဲ့ဒါလေးကိုတစ်ချက်ပြည့်လိုက်တယ်တစ်ချက်ပြည့်လိုက်တော့ကျတော့ဒီဒီနေရာလေးမှာတစ်ချက်ပြည့်တယ်ကျတော့ရှင်အခုဒီပါနောက်ထပ်တစ်ပတ် ဒါဆိုရင်အပေါ်ပြင်တက်လာနေတယ်နော်ဒါဇုံးကိုရှင်းပြလိုက်မယ်ဒါတို့ရောအပေါ်ပြင်လိုက်ဒါတို့ရောအောက်ရှာမယ်ဆိုရင်ရှာလို့ရတယ်ဆောင်းနေအနာကောင်းလိုက်တယ်ပြီးရင်အဲ့မှာဒီနေထားလောက်ထားမယ်နော်ဒီတို့ရော အော်အဲပြန်ဒီနေရာမှာဒီအောက်မှာရှိနေတယ်ဆိုတော့အကြောင်းလေးသူအောက်ဆွေးချလာထောက်ခံအပါတီပေါ့နော်တက်တီကောင်လေးဒီတိုင်းပါပဲသူကိုလိုသလောက်ကိုထားပေးလို့ရတယ်ဒီကောင်လေးသူ့သောက်ထားမယ်သူ့သောက်ထားမယ်ဒီနေထားထားမယ်နော်တက်တီရောအောက်ကို ။ဟုတ်။ဒါလည်းဒီတိုင်းပါပဲ။ကိုလိုတလောက်ကိုလိုင်းညင်ရဲပေါ့နော်။ဒါတည်းညင်တော့။ဒါဒီမှာတစ်ခုဒီမှာတစ်ခုဒီမှာတစ်ခုနော်။ကောလံကောလံဒီကောင်ကဒီဒီကောင်လေးကိုကျွန်တော်တို့ကအကောင့်ဆန်တက်နေတာ။ copy ရိုက်တာ။ဒါကလေးတော့လည်းသိချင်တယ်နော် ပြေးချလိုက်တဲ့ခါမှာသူကမမြင်ရဘူး။အဲမမြင်ရဘူး။အဲ့တော့ကျွန်တော်တို့တွေဒီဒီနေရာမှာရှင်းရတော့ပါစ။အတူတူကကောင်းစဉ်တစ်ခုတည်းမို့လို့နော်။ဒီမှာတသက်ဆိုရင်တော့တသက်ဒီဘက်မှာကျွန်တော်တွေသူရောတင်ချမယ်။တင်ချတဲ့ခါမှာနော်။ကိုလိုတဲ့အားလေးတွေဖယ်ရလို့ရတယ်။ဒီတူရောကျွန်တော်တို့တွေဒီရှင်းနေလိုက်တဲ့ဒီပုံမှာဆွတ်တင်လိုက်တယ်။အဲ့မှာ ကိုလိုတဲ့စာသားလေးတွေရောဒီမှာလိုက်ရေးပေးလို့ရနေတယ်။ဥမာဆိုရပါမယ်။အင်္ဂလိပ်လိုရေးမယ်။အင်္ဂလိပ်လိုရေးမယ်ဆိုတော့ Time News D I M A Time News ရမယ်။အမှ C O L U M A ကိုလမ်းဆိုပြီးတော့ပြန်ကြည့်တော့ဖက်ကြီးကြီးလေးလုပ်ချင်တယ်ဆိုရင်

ကော်လန်ဘူးကိုကြီးမန်30လောက်ထားလိုက်မယ်နော်30ဒီလိုင်းနှင်းလေတော့ရတယ်ဒီကောင်လေးဒီတိုင်းပါပဲနော်ဒီအပေါ်တက်လို့ရတယ်အဲပြီးရင်အဲဆိုရပါတော့နော်ဒီကောင်အောက်နေနေရှမ်းတယ်အနောက်အနောက်အနောက်ကတော့သူကကြားတော့တယ်နော်ဒီအဲ့မှာရဲတော့မယ် အဲဒီကောင်းလေးတော့ကျွန်တော်တို့ကပေါ်လန်ဆိုပြီးတော့ရခြင်းမှာ Prime News Room ပေါ့နော် C O C O L U M ပေါ်လန်ဆိုပြီးတော့ရခြင်းမှာဒီကောင်းကစိုက်ပလောက်လဲသူ့ရောကျွန်တော်ရဲ30လောက်ပဲရှိတယ်နော်30တဲ့တော့ကျန်ပေါ်လန်1ဒီကောင်းကတော့ပေါ်လန်1ဒီကောင်းကတော့ပေါ်လန်2ဟမ် 2ဒီကောင်ရတော့ပေါ်လန်3ဟုတ်ပြီအဲဆစ်လို့ရပြီဟောရဲတဲလို့ရတယ်တိကျလို့ရဒါကြောင့် column 1 column 2 column 3ဒါတော့ column ဖွဲ့တဲ့နည်းလေးဖြစ်တယ်နော်အရင်ကအသုံးဝင်ပါတယ်စာနေဂျာနေတွေစာဆောင်တွေနော် now pamphlet တွေသုံးတဲ့အခါမှာ pamphlet တွေရေးတဲ့အခါမှာ column ဖွဲ့တာအရင်က ကျိုးရှိပါတယ်ဒီတိုင်းရောကျွန်တော်တို့လောလောပေးတာကောင်းတယ်နော်ကျက်သူရောအာအကိုလိုသလောက်ကိုဆွေးဆန်းလို့ရတယ်ဒီကောင်လည်းဒီတိုင်းရောပဲသူ့ကိုလည်းအကိုလိုသလောက်ကိုဆွေးဆန်းလို့ရတယ်အာနော်ကျတော့လေဒီတိုင်းပါပဲလူတလောက်ကအောက်ကိုဆွဆင်းလို့ရတယ်နော်ဒါကြောင့်သူ့ကိုအပေါ်တက်တာနော်ကျတော့လေအောက်ကိုလူတလောက်ကိုဆွဆင်းလို့ရတယ်ကိုကခုနကကျွန်တော်တို့က တက်တာဆန်အခုကော်လံခွဲတာကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်။နားလည်ဖို့လည်းယူဆပါတယ်နော်။တက်တာဆန်ဒီကော်လံနဲ့ပတ်သက်ပြီးတော့ကျောင်းလူကျောင်းသားတွေကော်လံခွဲတတ်ပါစေ။အဓိကကတော့ကျွန်တော်တို့အရင်ဆုံးဆက်လက်ပေးတယ်ဆက်လက်ပြီးတော့တရားဥပဒေမှာကော်လံဂိုက်ထင်းမှာမိမိတို့လိုချင်တဲ့လောက်ကိုယူတယ်ဒီမှာအမှန်ရှိအကျက်လျောင်းကိုအမှန်ရှိပေးပါတော့။ပြန်ဟိုဘယ်လောက်ထောင်းလဲ။ ်တရီလောက်ထားမယ်တရီပေါ့နော်ကောလင်နောက်ဆန်တော့နည်းနည်းလောက်ပတ်ပြီးတော့လဲဆိုတော့နည်းချေတော့ကဲတူတော့အောက်ကိုဆွေးချလိုက်တယ်နော်အောက်ကိုနည်းနည်း test ပေးလိုက်တယ်အောက်ကိုနည်းနည်း test ပေးလိုက်တယ်အဲဒီတော့အပေါ်နည်းနည်းထပ်တင်လိုက်တယ်အပေါ်အပေါ်တက်တော့ဟမ်ဟုတ်ပြီဒီကောင်လေးကိုလည်းကျွန်တော်တို့ကအောက်ကိုနည်းနည်း test ပေးတယ်နော်ကဲတူတော့အာဟုတ်ပြီ ပြောင်းလဲတော့အောက်ကနေနေထက်ထက်ရှင်မင်းโอเคလို့တော့ line လို့ရတာပေါ့နော်ဒီ page maker မှာကြတော့ရင်းကိုလေရင်းကိုလေတင်ဖို့ရှိပါတယ်ဒီ page maker တင်ရမှာလေဒီကနော်ဇာယဇာယ logo တွေ face တွေဂျာနီတွေဇာဆောင်တွေရတဲ့အခါမှာရင်းကိုလောရတာလို့ခေါ်တယ် လွယ်လေးလွယ်ကူတယ်ပေါ့နော်မြင်လေးမြင်စင်အဲဒါဆိုရင်ဒီ Adobe PageMaker Sample Point System မှာအဲ column ပေါ့နော် column အဲ layout ရော column guides အကြောင်းကိုသဘောပေါက်ကြပါစေအားလုံးလည်းကျေးဇူးတင်ပါတယ်နောက်ထပ်သင်ခန်းစာလေးတွေကိုလည်းအဲအားပေးပေါ့နော်အားလုံးလည်းကျေးဇူးတင်ပါတယ်